ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမောင်မောင်စိန်လင်းနတ်မောက်ရေးတာတဲ့မစ္စရာအရှေလိုအမည်ရတဲ့မှုခင်ဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာမစ္စရာအရှေအခန်းတိဒါလင်ဒီနေ့ပူတူတူလေးအသေးကြော်လေးတွေစီကိုမတော်တော့ဘူးလားမင်္ဂလာချိန်မရောက်သေးဘူးလေကွာကျန်းကန်ပါလိရှိတာက အမျိုးသမီးတွေမှာနတ်နတ်မြစ်စီ ညက်နေအိတ်တာညက်မှာရာကားတဲ့ဒါကြောင့်ရှင်းနာကြီးမှသွားမယ်ဒါလင်းရဲ့တနေ့တာပင်မန်းနွမ်းနယ်မှုများကိုကူစားဖြည့်ဖြောက်သည့်အနေဖြင့်စနေနေ့တိုင်း KTV တို့သွားလေ့ရှိသောခင်မုံဖြစ်သူဥအောင်ကျော်သောအာဇနီးဖြစ်သူဒေါ်မင်းမင်းထွန်းကခနိုးခနဲ့မေးလိုက်ခြင်းဖြစ်၏ရိုးသားပွင့်လင်းသောလင်တော်မောင်ကလည်းကျန်းအကိုအကဖြင့်ဖြေဆိုလိုက်သည် လင်းမယားနှစ်ယောက်အတိုင်အဖောက်ပြောဆိုနေကြပုံကိုစိတ်ဝင်စားစွာနားထောင်နေသူကတော့နတ်မောင်မျိုးမှထញ្ញပွဲစားကြီးဥအောင်ကြညွန်ဖြစ်လေသည်ဥအောင်ကျော်စိုးဤအကိုကြီးဖြစ်သူက အကိုကြီးအဖအရာဖြင့်ဝင်ရောက်ဆက်ဖက်လိုက်သည်မင်းတို့ဟာကရှင်းကိုမရှင်းဘူးငါသဘောပေါက်မိတယ်လို့ပြောရမယ်ဆိုရင်တော့အောင်ကျော်စောကမိန်းကလေးတွေတရှင်းဆိုပြီးပြောတော့ဆက်တဲ့ KTV ကိုသွားမဲ့ကိစ္စကိုပြောတယ် မင်းမဲတွန်းကကန့်ကွက်ရမရှိခွင့်ပြုသဘောတူတယ်ဆိုတဲ့သဘောကိုငါထင်မိတယ်တကယ်ဆိုတော့ဈေးတဲ့အစဇတ်သမအလဲဆိုတဲ့စကားပုံအရာ မင်းမဲတွန်းကတားရမယ်ပိတ်ပင်ရမယ်အခုတော့မင်းတို့ဟာတွေကဘာမှန်းကိုမသိဘူးရှင်းကိုမရှင်းပါဘူးနောက်ပြီးမင်းမဲတွန်းကလည်းကျူရှင်သွားမယ်၊ဂဏန်းပေါင်းမယ်၊ဒါလင်ရေးဆိုပြီးဖဲရိုက်သွားတယ်။မင်းကသူ့တဘောဒါလင်တဘော ဘီယာဘိုရရပါစေမယ်ဆိုပြီးကြည်ကြည်ဖြူဖြူမောင့်သေးဦးလုံနေကြတယ်။တကယ်ဆိုတော့မင်းကတားရမယ်ပိတ်ပင်ရမယ်။အခုတော့မင်းတို့ဟာတွေကဘာမှန်းကိုမသိဘူး။ရှေ့ကိုလည်းမရှင်းဘူး။အဲ့တဲ့ထញ្ញပွဲစားကြီးဥအောင်ကြညွန့်အာညီတော်ဖြစ်တော်ပွဲရုံပိုင်ခြင်းစိတ်ပရသာကုမ္ပဏီပိုင်ခြင်းအောင်ကျော်သောက ဖြည့်ချင်းချက်ချင်းလင်းကြံများပေးပြီးခရစ်စီချောင်းကိုရှင်းပြလေသည်ဒီလိုရှိတဲ့အကို ခစ်တေစနစ်တွေကအတော်ပြောင်းလဲကုန်ပြီကောသလာမင်းအိမ်မက်16ချက်ထဲကတော့ဖြစ်မှန်းမသိကိုဖြစ်လာနေကြတယ်တရားသဘောနဲ့ကြည့်ရင်လည်းဒါတွေဟာဖြစ်ပျက်တွေပါအကိုကြီးရာသဘောပေါက်ဖို့သဘာဝတရားသဘောသဘောတရားပါသဘောတရားပါဖို့ကအဓိကပါ အရေးကြီးတာကစီးပွားရေးအိမ်ဆောင်ရေးလူမှုရေးတွေမထိခိုက်ဖို့ဒါနတိလဘာဝနာမမေ့ဖို့တွေကအရေးကြီးပါတယ် ကျွန်တော်တို့လေမယားကတော့ခွင်းလွတ်သေးခံနားလည်ပြီးသားပါမစိုးရင်ပါနဲ့အကိုကြီးညီတော်မောင်ဤခရရဲ့စည်းကြောင်းအလှဲအပြောင်းရှင်းလင်းတင်ပြချက်များကိုနားတော်ရဆင်းနေသည့်အကိုကြီးဥအောင်ကြညော့မှာခေါင်းတစိမ့်ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ရင်းရေနေချမ်းကိုတစ်ခွက်ပြီးတစ်ခွက်တောက်နေလေသည်မင်းပြောတာ ဟုတ်တယ်ကွာငါတို့နှမောင်းမြို့မှာရောဝက်ချုပ်ရွာကြီးမှာရောကလေးတွေတရှင်းစုံနေကြတာတန်ရှက်ထိုးနေသလိုပဲအဲ့ဒါဟဲ့ဟော့တရှင်းနေကွာ ဂီတလည်းမပါထန္တရာလည်းမပါဘာတွေမှန်းလည်းမသိဘူးရှင်းကိုမရှင်းပါဘူးကွာဥအောင်ကြညွန့်သည်ခေကာလရွေးချမှုအရာ ဖြစ်ပေါ်ပြောင်းလဲလာသောခေကာလ၏အလှည့်ပြောင်းများကို နားလည်သဘောပေါက်ဟန်တူပေသည်ဟေးတွေ့တာအိုမနေနဲ့အော်မနေနဲ့ဟိုမှာနင့်လူကြီးပရာဒိုကားကြီးမဟုတ်လားမှန်စမ်းငါကိုတော်မြတ်ရှူစားတော်မူမယ် ဟုတ်တပါမှန်တပါအမြန်ကြွမှန်းကြိုးစိုးတော်မူမယ်ရန်ရွှေတော်တို့တွေ့တာဦးသည်မျောနေတော့မှာပဲကိုတော်ရောက်လာသည်ဆိုတကယ်သူရောက်ရှိလာတော့ကိုအောင်ကြောစိုးကို ခရီးဥကြိုပြလိုက်သည် ရွှေလက်တွဲလျက်ထိုင်နေကြဆိုနေကြအခန်းနံပါတ်၈အရာကုန်အခန်းစီတို့ခေါ်ဆောင်သွားလေသည်အန်ကယ်ဒီနေ့ဘာတရှင်းဆိုမလဲသူနှစ်ကိုတရှင်းကိုဆိုကြရအောင် တွေ့တာ တွေ့တာဦးသည်ဆက်စရာဇော်ကြီး၏အကူအညီဖြင့်တူနဂိုတရှင်းကိုမမ်မိုရီကတ်တွင်ချာဖွေလိုက်သည်ဇော်ကြီးမှလည်းဥအောင်ကျော်စိုး၏ပါရမီဖြစ်ပတ်ဖြစ်လေသည်အောင်ကျော်စိုးနှင့်တွေ့တာဦးတို့နှလုံးမြစ်တာရစ်ပတ်ခါဖြင့်အချက်ပြိုင်ပွဲကြီးကျင်းပတည်ဆုံနေကြသောတရှင်းမှာနှလုံးသားခံစားချက်ရှိသူများအသေးလိုက်ဦးလိုက်နှိမ့်ချစေရာပင်ဖြစ်ပေသည် ောင်ကျော်သောသည်ထိုင်နေကြတွေ့တာဦးမအားလက်သောကြောင့်လာရောက်မထိုင်နိုင်သည့်အချိန်တွင်တန်ရောစင်နှင့်လည်းအတူထိုင်ဖြစ်သည် တွေ့တာဦး၏ရှေ့ခင်တွေ့တာခြင်းက တမျိုးတန်ရောစင်၏ခင်မင်းစရာမျက်နှိုးစရာကောင်းပုံကတသွေဖြစ်နေသောကြောင့်ငရဲ့နှကောင်ဖန်ထားသူဟုလည်းဆိုနိုင်သူပုဂ္ဂိုလ်ဖြစ်လေသည်ဤတွင်လားဆိုတော့မကသေးပါ တွေ့တာကလည်းမအားလက်တန်ရောစင်ကလည်းမအားလက်သောအခါတွင်ခင်နှင်းစီနှင့်လည်းထိုင်ရပြန်လေသည် နှင်းစီမှာအသားဖြူပြီးကိုခန္ဓာအရှိုးအစစ်ကြသူဖြစ်လေတော့ကြောင့်ခင်မင်းတွယ်မက်စရာကောင်းသောမိန်းကလေးတဦးဖြစ်လေသည်။သူမသည်မြမတန်စင်များအတော်ပိုင်နိုင်သောတရှင်းတယ်မာကလေးဖြစ်သည်။အောင်ကျော်သောသည်စာဝတ်နေရေးဘဝရည်တည်မှုအတွေ့ဘဝဆက်စရာဘဝပေးကံတရားအရာမိမိနှင့်အဆက်သော တရှင်းတယ်မာကလေးများ၏ဘဝကို နားလည်သူဖြစ်လေသည်။ကိုညီတတ်သည် စာနာတတ်သည်။ သူတို့ကလေးတွေဤအခက်အခဲများကို ထောက်ပံ့ကူညီလေရှိသည်တို့ကြောင့်လဲဇမင်းသားကြီး great ဥပိုးစိန်ဤနှစ်ပါးခွင်ဇတ်တချင်းတဲ့ကလို Twitter ဥကိုလည်းငါယူမယ်နှင်းစိတ်ကလေးကိုလည်းငါယူမယ်အဲဟဲအဲဟဲဖြစ်နေလေသည်ဇက်အဖွဲမှာတွဲမင်းသမီးများကဇမင်းသားဇက်စရာကိုကြေးတန်းတိုက်တဲ့ကဲ့သို့အညုအခရာပြုချသည်မှာလဲသူ့ထက်ကအန်ကေက Twitter ဥကိုသာရှိတာပါတန်ဆင်းကိုမရှိပါဘူး အန်ကယ်ကတန်စင်ကိုသာ ရှိတာပါတွေ့တာကိုမရှိပါဘူးအန်ကယ်ကတန်စင်တို့တွေ့တာတို့ကိုသာရှိတာနှင်းစီကိုမရှိပါဘူးနော်အောင်ကျော်သောဒီအလင်းကားကျော်စားရွှေမန်းတင်ပေါင်းကဲ့သို့တရှင်းတယ်မကလေးများအချစ်ကလေးများပူတူတူကလေးများကိုတရားပြရပြန်နေသည်မင်းတို့ကိုလည်းအပြစ်မတင်မောင်တင်ကိုကိုကိုပင်တနှားလေရော့လေသလားတန်တရားကပြလို့ကလိုက်ရှင် မှန်ပါသည်အောင်ကျော်သောတယောက်ကာမဂုဏ်၅ပါးနှင့်ထိတွေ့ပြီးတရှင်းတယ်မှာကလေးများဤအစင်အနံ့အထိအတွေ့တို့ကိုတတ်မှတ်ဆွဲလန်းနေပေပြီစားနှင့်ရှင်သေးတွေ့လျင်အေးပြောသွားတဲ့ကဲ့သို့ဖောက်ပြန်နေပေပြီဇာတိဇယဗျာဝိဗျာတိမရဏတောကပရိဝေဒတရားများမေးပြောင်းနေပေပြီပို့၍တတိလလွတ်ဖြစ်နေရသည်ကား တားကောင်အပေါင်းတို့၏အသွေးသားကိုဖောက်ထုတ်စားတော့တပြီးရက်ဆက်ကြမ်းကြုတ်ခတ်ထန်တော့ရှင်သေးတို့ရှိတွင်ရှေလက်ရှေလက်လေးဘက်ဗဇက်နှုတ်သေးဟူသောလက်နက်၅မျိုးရှိတဲ့ကဲ့သို့ပင်ထို့အတူပင်မိမတို့တွင် အစင်အတန်အနံ့အရသာအတွေ့အထိဟူသော ဖောတာဘယုံလက်နက်၅မျိုးသည် လက်နက်၅မျိုးရှိသည်ဟူသောအချက်များကိုမေ့လျော့နေခြင်းဖြစ်သည်အန်ကဲတွေ့တာကအန်ကဲရဲ့အရှိဦးပါ နောက်မှတန်စင်ကဖြတ်ခုတ်သွားတာအန်ကယ်သိပါတယ်အန်ကယ်ရဲ့တန်စင်ဟာအန်ကယ်အတွက်အပြုစုအယူအရအကျဉ်းနာပိုခဲ့တဲ့သူပါအန်ကယ်အတိဆုံးပါအန်ကယ်နှင်းစီကတရာရှိစေတနာရှိမြတ်တာရှိအစစ်အမှန်နဲ့ရှေ့ရတဲ့သူပါတွေ့တာတို့တန်စင်တို့ဆိုအတက်ပြားရှိမဟုတ်ပါဘူးမချောသုံးယောက်ကိုတယောက်ဤသုံးပင်လင်းအရှိဇလန်းတွင် တွေ့တာတန်စင် နှင်းစီတို့လင်းလူပွဲကိုရင်းထဲနှလုံးသားထဲမှာကြိတ်ပြီးဆင်နွှဲနေကြသည်ကိုအောင်ကျော်စောသိရှိနေပေပြီတဦးနှင့်တဦးမနာလိုဝန်တိုမိစ္ဆာဖြစ်နေကြသည်နှလုံးသားဖိုက်တင်ပွဲများဖြစ်နေကြသည်ကိုယိမ့်မိလေသည်ဒါလင်တွေ့တာဦးဆိုတဲ့မိန်းကလေးကအချက်စီဖုံးဆက်တယ်ဒါလင်ဟာတန်စင်ဆိုတဲ့တရှင်းတဲ့မကလေးနဲ့ညှိတွေ့နေတယ်အဲ့ဒီကောင်မကလေးကပိုင်းလုံးနဲ့သူတော်ဘာအိမ်အောင်ရေးကိုလည်းပြက်ပြားအောင်လှုပ်တတ်တယ်တဲ့ အရှိတို့ရဲ့အိမ်တော်ရေးစီးပွားရေးထိခိုက်မှာဆိုလို့တတိပေးတာပါဒါလင်းကိုလည်းထိန်းထိန်းအောင်ဆိုတာတော့ဆိုတာပေါ့ဒါလင်းရေဒီအဲ့ဒီတော့ဖုံးနှားထောင်မင်းအရှိရဲ့နှလုံးသားမှာတုံခါမှုပူလောင်မှုတွေခံစားရသလားဖြစ်ပေါ်နေသလားမဖြစ်ပါဘူးမခံစားရပါဘူးဒါလင်းရေဒါမျိုးတွေကရိုးနေပါပြီအောင်ကျော်စောနဲ့ရှင်စနီးမင်းမင်းထုံးတို့ဒီမြစ်စေရအရှိပွားခံစားနေရသူ တွေ့တာဥထံမှာဖုံးဆက်သည့်အကြောင်းအရာများကိုပွင့်လင်းစွာဆွေးနွေးနှီးနှောဖလှယ်နေကြသည်ထို့ခြင်းဟယ်လိုကျမမင်းမင်းထို့မှာဘရင်တော်ပွဲရုံကပါအော်အန်တီတမီးကတန်ရောစင်မှာတန်စင်လို့လည်းခေါ်ကြပါတယ်တမီးကအန်တီရဲ့ခင်ပွန်းဥအောင်ကျော်စောနဲ့ခင်မင်းရင်းနှီးသူ ဖြစ်ပါတယ်အန်ကလေးအခုတော်တော်ပတ်စံတွေအများကြီးတုံးနေတယ်တမီးတို့ KTV က တွေ့တာနှင်းစီဆိုတဲ့ကောင်မတွေနဲ့အတော်ချုပ်နေတယ်။ငွေဆိုလည်းတိတ်နဲ့ရှိပြီးပေလာကန်လာလုံနေတယ်။ဒီကောင်မလေးတွေကလင်းများတယ်။ပိုင်းလုံးတွေအဲ့ဒါကြောင့်အန်ခက်ကိုကြည့်ထိန်ဖို့ဘန်းငွေများများမတုံးဖို့တတိပေးတာပါအန်ဒီ။ကျေးဇူးတင်ပါတယ်သမီး။တော်မင်းမင်းထွန်းဒီ KTV မှတရှင်းတဲ့မကလေးများဤတဦးပေါ်တဦးမနာလိုမရှုစိတ်ဝန်တိုမိစ္ဆာများဖြစ်ပြီးအတို့အထောင်အရှင်အတက် ပြုတ်လောက်ဖုံးစက်မှုများများများလာတော့လဲစိတ်မဝင်စားတော့ပါအလာဘတလာဘသဘောဖြင့်ခင်မောတဲ့ဥအောင်ကျော်စောအားပြောမိသည်လည်းရှိ မပြောမိသည်လည်းရှိ၏သူမကတော့တွန်နေသိမ့်နိုင်ဤတရှင်းတဲ့ကတော့ပြင်းအောင်ပြင်းသေးတယ်ဖြစ်နေရှိပြီအချိန်ကည7နာရီခန့်နေရာကဗထောက်ချောင်းရဲစခန်းအနီးဘရင်တော်လမ်းမကြီးပေါ်တွင်ဖြစ်သည်ရင်ကျော်လမ်းမကြီးပေါ်တွင်ပလာဒိုကားတစ်စီးရပ်နေသည် ဆက်တံလဲကြားနေရသည် အမြန်လမ်းမကြီး၏ရင်ကျောပေါ်တွင် ကားရက်နေသောကြောင့်လုံကြုံရေကင်းလက်နေသောရဲတပ်ဖွဲ့ဝင်များကမတင်ကာဖြစ်သည်အခြားသောရင်နှင်းများကိုလည်းအနှောက်အယှက်ဖြစ်နေသည်ထို့ကြောင့်ရဲမျက်စိဖြင့်စုံစမ်းကြည့်ရှုကြသည်ရင်မောင်းလာသောအောင်ကျော်သောမှာကားကိုဆက်မမောင်းနိုင်တော့ပါစီယာတိုင်းပေါ်တွင်ခေါင်းတင်ပြီးမေ့နေသည်ဗစက်မှလည်းပန်းရောင်အမြုံများထွက်နေသည် ရဲအုပ်ကျော်စိန်လေးနှင့်ညအလုံးကျုံရေးကင်းအဖွဲ့သည်ရဲစခန်းသို့ဆက်သွယ်အကြောင်းကြားသည် စခန်းမူ၏လမ်းညွှန်မှုကိုခံယူသည်ညွှန်ကြားချက်အရအောင်ကျော်စိုး၏ကားဖြင့်ရန်ကုန်စေယုံကြီးအရေးပေါ်ဌာနသို့တင်ပို့သည်ညတာဝန်ကျဆရာဝန်များကစစ်ဆေးသည်စစ်စစ်တွေ့ရှိချက်အရမတမာသူအကြံမှာအကြံတမာတစုက ရာဇဝတ်မှုကျူးလွန်ရန်အတွက်ကွက်လက်ခေါ်သောဆေးအား လူဘဝကြီးကို45မိနစ်တနာရီခန့်မေ့ပျောက်သွားအောင်ဆေးတိုက်တော့ကြောင်းသတိမေ့နေခြင်းဖြစ်ကြောင်းဖြည့်စေတိုးလိုက်ပါကမိနစ်30ခန့်အတွင်းပြန်လဲသတိရလာမှာဖြစ်ကြောင်းရဲအရာရှိတို့ကိုသိရှိရလေသည်ဥောင်ကျော်စောဤဇနီးဒေါ်မင်းမင်းထွန်းကိုလည်းအကြောင်းကြားသည်ဒေါ်မင်းမင်းထွန်းရောက်လာချိန်တွင်မူကဥောင်ကျော်စောမှာသတိရနေပြီဖြစ်သည်အိမ်နံရရောက်ပို့လိုက်ကြလေသည်နောက်တစ်နေ့တွင်ဖြစ်သည်ဥောင်ကျော်စောနေကောင်းတယ်နော် ကောင်းပါတယ်ဆရာဆရာတို့ကိုကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ဒေနာတခုလုပ်ပေးပြစေဆရာအေးဆေးဆေးပေါ့ဥအောင်ကျော်သောအရေးကြီးတာကတရားခံဖော်ထုတ်ဖို့ကျွန်တော်ကိုလူကြီးတွေကတာဝန်ပေးထားတယ်အဲ့ဒါကြောင့်အေးအေးဆေးဆေးစကားပြောကြရအောင်ဗျာရပါတယ်ဆရာကျွန်တော်ကုမ္ပဏီရုံးခန်းကိုတွားကြမယ်ဥအောင်ကျော်သောဒီအမှုကံရဲအရာရှိရဲအုပ်ကျော်စိန်လင်းကပြင်းမှုဖော်ထုတ်နိုင်ရင်အတွက်ထွက်ဆိုချက်များ အကြောင်းအရှင်းရာများအရှက်အလက်များကိုစစ်ဆေးမေးမြန်းတဲ့ဖြင့်ထွက်ဆိုပေးရလေသည်ဥအောင်ကျော်သောအဲ့ဒီ KTV မှာခင်မင်းရင်းနေသူအတွေ့အထိများသူဘယ်နှယောက်ရှိပါသလဲခမဟုတ်ကဲ့ဆရာ၄ဦးရှိပါတယ်သူတို့ကတော့ Twitter ဦးတန်ရောစင်ခင်နှင်းစီဇော်ကြီးတို့ဖြစ်ပါတယ်ဆရာဇော်ကြီးကအဲ့ဒီမှာဘာတောင်းဝန်လဲဘာလုပ်တာလဲဘာလုပ်တာလဲခမဟုတ်ကဲ့ဆရာသူက sound engineer ပါအတန်ပိုင်းဆိုင်ရာဆက်ဆရာပါဆရာသူတို့တွေတွေနဲ့ရင်းနှီးတာကြာပြီလားနှစ်နှစ်လောက်တော့ရှိပါပြီဆရာအဲ့ဒီနေ့ကဥအောင်ကျော်စောမှာငွေဘယ်လောက်ပါပါတယ်လဲကျွန်တော်ကျွန်တော်ပတ်စံအိတ်ထဲမှာ9000လောက်ပဲပါပါတယ်ကားထဲမှာတော့3000လောက်ပါပါတယ်ဆရာကားထဲမှာငွေသိန်း3000ပါတာကိုဘယ်သူသိတယ်လဲအေးဇော်ကြီးသိပါတယ်ဆရာငွေမလောက်လို့ကျွန်တော်ကားထဲကဆာလာအိတ်နဲ့ထည့်ထားတယ် ငွေအိတ်ထဲကငွေနှစ်သိန်းယူပေးဖို့ကားတော့ပေးလိုက်ပြီးဇော်ကြီးကို ယူခိုင်းလိုက်တယ်ဆရာဒါကြောင့်သိတာပါဆရာရဲအုပ်ကျော်စိန်လင်းတီရဲလုပ်ငန်းရှုတော့ရဲလုပ်ငန်းမြင်ကွင်းဖြင့်မိမိရဲရဖော်ထုတ်နိုင်ရန်စားပလင်းနှင်းမောင်လုပ်လေသည် တွေ့တာဦးတန်ရောစဉ်ခင်းနှင်းစီဇော်ကြီးတို့၏လှုပ်ရှားမှုထူးခြားဖြစ်စဉ်တွေကိုစောင့်ကြည့်ဆောင်သန်းသည်နောက်တစ်နေ့တွင်ဇော်ကြီးခွင့်ယူကြောင်းသိရသည် သူအဖွားဆုံးသောကြောင့်ဆယ်ရက်ခွင့်ပေးလိုက်ကြောင်းသိရသည်တွေ့တာဦးတန်ရောစဉ်ခင်းနေစီတို့မှထူးခြားသောလှုပ်ရှားမှုမတွေ့ရပေဇော်ကြီးသည်သူတို့ရဲ့ရွာမကွေးတိုင်းနမောင်မြို့နယ်ဝက်ရှုပ်ရွာသို့ပြန်သွားကြောင်းသိရလေသည်ရဲအုပ်ကျော်စိန်လင်းသည်နမောင်မြို့ရဲတပ်ဖွဲ့ထံသို့ဆက်သွယ်ကာပေါင်းဆက်ညီနိုင်သည်စကမ်းမှု၏တာဝန်ပေးချက်အရနမောင်မြို့နမောင်မြို့နယ်ရဲစခန်းမှာရဲအုပ်တောင်းရင်သည်ဝက်ရှုပ်ရွာသို့တဲဝိုက်သောနီလန့်ဖြင့်ကွင်းစင်းထောက်လန်းသည် ဇော်ကြီးသည်လွန်ခဲ့သောတလခန့်ကရွာသို့တစ်ခေါက်ပြန်လာသည်ပုံမှန်ရောက်လာပြီးခုနှစ်ရက်နေပြီပုံမှန်အနေထားဖြင့်ရန်ကုန်သို့ပြန်သွားခဲ့သည်ယခုတစ်ခေါက်လာရာတွင်ငါးသိန်းတန်ဆိုင်ခဲ့သည်နှစ်ကျက်သားကျော်ရှိရွှေဆွဲကြိုးအုပ်ပုံလက်စို့တစ်ကျက်သားခန့်အဝတ်အစားများမှလည်းရုပ်ရှင်ဗီဒီယိုမင်းသားများကဲ့သို့တက်လွင်တောက်ပနေသောတွင်ပြင်လက္ခဏာများကိုတွေ့ရကြရွာကကထိန်တွင်လည်းဆိုင်းမစင့်ဘုံမစင့်ဖြင့် စွန်ကွန်အရှိုလှူပွဲများအတွေ့ငွေ9သိန်းအလှူထက်ဝင်ကြောင်းသိရှိရလေသည်ရွာမသူ့အဖွာအဖိုးတို့မှမရှိတော့ပါလွန်ခဲ့သော3နှစ်ကျော်ကကွယ်လွန်သွားကြောင်းစုံစမ်းရရှိလေသည်ရဲအိုကျော်စိန်လင်းသည်ချက်ချင်းပင်နမောင်မြို့ရဲစခန်းသို့ရောက်ရှိလာပြီးနမောင်မြို့ရဲစခန်း၏အကူအညီဖြင့်ဇော်ကြီးကိုဖမ်းဆီးလိုက်သည်နမောက်ရေစကမ်းမှာပင်စစ်ကြောရေးလို့သည်ကဲဇောကြီး မင်းငင်းမလားအမှန်တမ်းပြောမလား ရဲစိတ်ညစ်အောင်တော့မလုပ်နဲ့ပေါ့ကွာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပင်ပန်းတာပေါ့ကျွန်ကျွန်တော်အမှန်တမ်းပြောပါမယ်ဆရာကောင်းတာပေါ့ကွာမင်းညင်းဆန်မယ်လိန်ပြောမယ်ဆိုရင်လည်းအထောက်အထားခွင့်ဆက်တွေကပေါ်နေပြီကဲကဲဒါဆိုရင်ဥအောင်ကျော်သောကားတဲကမင်းယူသွားတဲ့ငွေ350တဲကဘာတွေဝယ်လိုက်တယ်လဲဘလောက်ကျန်သေးတယ်လဲဟုတ်ဟုတ်ကဲ့ဆရာငွေ9သိန်းနဲ့ဆိုင်ကယ်ဝယ်ပါတယ်ဆရာ ဆွဲကြိုးနှစ်ချက်သားက12သိန်းပေးရတယ်ဆရာအုပ်ပုံလက်စွပ်က6သိန်းပေးရတယ်အဝယ်စားတွေက3သိန်းလောက်ဝယ်ပါတယ်ဆရာအမေကို10သိန်းပေးပါတယ်ကထိန်အလူက9သိန်းပါဆရာကျွန်တော်ရေးစားမတ်တင်ကြီးကို3သိန်းပေးပါတယ်ဆရာကျွန်တော်မှလက်ကျန်9သိန်းလောက်ပဲရှိပါတယ်ဆရာအေးဟုတ်ပြီရာဇဝယ်ပေးပြေးမလို့တဲ့အခုလိုအမှန်ကိုအမှန်တိုင်းပြောတော့ရှုပ်ရတာမရှိဘူးပေါ့ကွာကဲဒီလိုဆိုရင် မင်းရဲ့ရွာကိုသွားပြီးတက်တေကံပစ္စည်းတွေကိုရှာဖွေပုံစံနဲ့တိမ့်မယ်။ဆရာတောင်းရင်တက်တေကံပစ္စည်းတိမ့်ဖို့ကျွန်တော်တို့ရွာကိုဆက်သွားရအောင်ဗျာ။စီစဉ်ပေးပါဦး။ရဲအိုကျော်စိန်လင်းဒီရှာဖွေရေးပုံစံဖြင့်တက်တေကံပစ္စည်းများတင်ဆက်သည်။တရခန့်စော်ကြီးအားရန်ကုန်ဗရောက်ချောင်းရဲစခန်းသို့ခေါ်ဆောင်လာခဲ့လေသည်။စခန်းမှာမြို့နယ်မှုတို့ထံတင်ပြပြီးလမ်းညွှန်မှုခံယူသည်။ တရားခန်းစောကြီးကဖြောင်းချက်ပေးလို့တော့ကြောင့်မယန်းကုံမြို့နယ်တရားရုံးတွင်ဥပဒေနဲ့အညီဖြောင်းချက်ယူရသည်မြို့နယ်တရားရုံး၏ဥပဒေဥပဒေအကြံပြုယူချက်အရာတရားခန်းစောကြီးအားပြည်မှုဆိုင်ရာဥပဒေပုံမှ၃ရက်နှင့်အရာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့တရားစွဲတင်ပို့ရလေသည်ရဲတပ်ဖွဲ့၏လုံထုံးလုံနှင်းနှင့်အညီတင်ပို့ဆွဲဆိုသော ပြည်မှုကိုရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတို့မှပြည်မှုအမှတ် တုံညတုံညခုံအမြင့်ဆောင်နှစ်တုံည2010ပြည့်မှုပုံမှာ3နှစ်အရာစစ်ကြောနာခဲ့သည်တရလုံနှင့်တရလုံပြသက်တည်များဤထွက်ဆိုချက်တရခန်းစောကြီးဤအမှန်အတိုင်းထွက်ဆိုချက်တို့အရာအလုံးနှင့်ထောင်နဲ့9နှစ်ချမှတ်ခြင်းခံလေရလေတော်သည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်ပြေပြေဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညကောင်မောင်တို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညကောင်မောင်များအားလုံးကိုယ်စိတ်နှစ်ပါးချွင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ